ဒူးစိုက်တွေထဲမှာသွာလာရင်းနဲ့အဲ့ဒီဒူးစိုက်ထဲမှာပျော်မွေ့ပြီးတော့မှဖယားသခင်နဲ့ပတ်သက်လာရင်ခံစားချက်မရှိတော့တာနောင်တစိတ်မရှိတော့တဲ့အခြေအနေဆိုတာရှိတယ်ဒါကြောင့်မို့ဒီနေ့ဖယားသခင်ကကျမတို့ကိုတတိပေးနေတဲ့အရာတစ်ခုကဖယားသခင်နဲ့ပတ်သက်လာရင်မငိုခဲ့တာဘလောက်ကြာပြီလဲဖယားသခင်နဲ့ပတ်သက်လာရင် စိတ်အားကြီးခြင်းယော့ခဲ့တာဘလောက်ကြာပြီလဲဖယားသခင်ရဲ့အလိုတော်နဲ့ပတ်သက်လာလို့ရှင်ရင် ျမတို့နှလုံးသားထဲမှာချုပ်တီးခဲ့တာဘလောက်တောင်ကြာခဲ့ပြီလဲဆိုတဲ့အရာအဖြစ်ဒီနေ့တို့ကပတော်ကကျမတို့ကိုစကားပြောมาဖြစ်တယ်ဟာလေလုယာဘာကြောင့်လဲဆိုကျမတို့ရဲ့အတ္တတာထဲမှာအဲ့နောင်တဆိုတဲ့အရာမရတဲ့ဖြင့်ဖရာသခင်ကကျမတို့ကိုကယ်တင်ပေးလို့မရအောင်အဲ့ဒါအရေးကြီးတယ်ညီကောင်မတို့ငါကနော်နောင်တရဖို့လူဖြစ်လာတာမဟုတ်ဘူးတို့ငါကောငါပိုင်နေတို့ငါစိတ်ကြိုက်ငါအသက်ရှင်လိုက်တော့မယ်ဆိုတဲ့နှလုံးသားထိုစိတ်တဘောရှိသွားပြီဆိုရင်ကျမတို့အသက်တာထဲမှာဖခင်အလုံးလုံးလို့မရတော့ အသိကြောက်ဖို့ကောင်းတယ်အဲ့တော့တမာကျန်းစာထဲမှာနောင်တရဖို့ရန်အတွက်အချိန်ဆွဲထားတဲ့သူတယောက်အကြောင်းကိုလေ့လာမှဖြစ်တယ်ဘသူအကြောင်းကိုလေ့လာမှဆိုဒါဝိအကြောင်းကိုလေ့လာမှဖြစ်တယ်အဲ့တော့အခု तू လှုပ်တဲ့အပြစ်ကဘာအပြစ်လဲဆိုတော့သူများသားမယားကိုစော်ကားခြင်းတနည်းအားဖြင့်ပြစ်မှားခြင်းသူတစ်ပါးအသက်ကိုတတ်ခြင်းသူတစ်ပါးမိသားစုကိုဖျက်ဆီးခြင်းသူတို့ဘာဥစ္စာကိုခိုးယူခြင်းကြိုက်တဲ့ပုံမှတက်သူစီမှာရှိတယ်။တရက်ကြတော့သူကဇင်းကြံမှာလမ်းလျှောက်နေရင်းနဲ့ အဲ့ဒီနန်းတော်ကနေလှမ်းကြည့်လိုက်တော့အယံကိုချုံမလှပတဲ့မျိုးသမီးပေါ့အဲ့တော့ဒါဝိတ်ကိုကြည့်လိုက်မယ်ဆိုရင်သူ့မှာမိန်းမတွေအများကြီးပဲနော်အခုဒီတယောက်မတိုင်ခင်ခုနှစ်ယောက်လောက်ရှိသေးတယ်နောက်ထပ်မောင်မမိတ္တန်တွေဘယ်နှယောက်ရှိလဲဆိုတော့ကျန်းစာကအတိအကျမဖော်ပြထားပေမဲ့ဒါဝိတ်ဟာမရားများသောသူဆိုတာကျင်းသေးတယ်ဒီလိုပြောပြီးဒါဝိတ်ကိုအားကျနေနဲ့နော်အန်ဒီယေရှိတယ်အဲ့တော့ဒါဝိတ်ဟာနှစ်နေရပုံကမဟုတ်တာ ဖျားကိုယ်တိုင်ရွေးချယ်ပြီးတော့မှဗိတ်သိက်သုံးခါတင်ထားပြီးတော့ပုံကိုဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကသူ့အပေါ်မှာအားကြီးစွာလှောက်ရှားပြီးတော့မှစစ်ပွဲတွေတပွဲပြီးတပွဲကိုအောင်နိုင်ခဲ့တဲ့ပုံကိုဖြစ်တယ်။သို့တော့သူ့ရဲ့အတ္တတာထဲမှာဘာဖြစ်လို့အပြစ်ထဲကိုလဲတယ်လဲဆိုတော့ဖျားလောက်ခိုင်းတဲ့အချိန်မှာဖျားတိုက်ခိုင်းတဲ့တိုက်ပွဲကိုမတိုက်ပဲနဲ့အနာယူနေတဲ့အတွက်ကြောင့်မလို့စုံစမ်းသွေးဆောင်ခြင်းအရောက်လာတာဖြစ်တယ်။ ဒါကြောင့်ဝိညာဉ်ပိုင်းဆာမှာကျမတို့အနားယူလို့မရဘူးဆိုတဲ့အရာကိုဒီနှုတ်ကပတ်တော်အပြည့်ကျမတို့ကိုပြောနေတာတချို့တချို့တော့အပတ်တွေမှာပင်ပန်းလို့အင်းစံတွေတော့မလာတော့ပါဘူးစက်တတွေတော့ငါတို့နားလိုက်ပါတော့မယ်ဒါမှမဟုတ်ဒီချိန်လေးတော့ဆဲလ်မသွားတော့ပါဘူးဆိုတော့ကျမတို့ဝိညာဉ်ပိုင်းဆိုင်မှာအနားယူတဲ့အချိန်မှာသတိထားမယ့်အရာကမန်နဲ့ဟာဟောက်တော့ချစ်တဲ့ကဲတော့အဘဲသူကိုမြုံရမင်းဒီဟူ၍လဲလဲရှာဖွေလက်ရှိနေတယ်ဝိညာဉ်ပိုင်းဆိုင်မှာကျမတို့အနားယူလို့မရဘူး ဒီမိန်ကလေးကဘာတူလဲသူရင်ခုန်သွားလောက်တဲ့အထီလှလွန်းလို့ဆင်းပြီးတော့မေးခိုင်းတာသွားမေးလိုက်တော့အခုသူသိရပြီအဖေနာမည်ကအစသိရတယ်အမျိုးသားနာမည်ကအစသိရတယ်အဖေနာမည်ကအေလျန်နဲ့ယောက်ျားနာမည်ကဟိတ်တိလူဥရိယာတဲ့ဥရိယာဟာဒါဝိအတွက်တစ္ဆာရှိရှိနဲ့မိမိအသက်ကိုမနှမျောပဲနဲ့အသေးခံပြီးတော့တိုက်ပွဲဝင်ရဲသူပါသူအတွက်ဆိုရင်အရေးကြီးဆုံးပုံကိုဟိုတယောက်ကလည်းဒါဝိကိုဖျားတဆူလို့ ထားပြီးတော့မှတစ္ဆာရှိရှိနဲ့အသေးခံတိုက်ပွဲဝင်နေတဲ့ပုံကိုကဲဒါဆိုရင်အေလီယန်ကဘာတူလဲဘာသာရှင်ပါရဲ့အဖေသူ့အတွက်အသေးခံပေးတဲ့ပုံကိုတွေအပေါ်မှာတစ္ဆာဖောက်တာစဉ်းစားကြည့်ကျမတို့ရဲ့ဘဝမှာလေအမျိုးသားတွေဒီမှာထိုင်နေတယ်ကိုရင်ချရပါလေဆိုရယ်ကိုရဲ့တငယ်ချင်းကကိုမိန်းမရဲ့အလိုမပါဘဲနဲ့ဖြက်စီးတယ်ဆိုဘလောက်တောင်နာကျင်မလဲအခုကြည့်ယောက်ျားကောအဖေကော အဖိုးကကဘလောက်ထိနာကျင်နေမလဲဆိုတော့စဉ်းစားကြည့်ပါအဲ့တော့ကဲထားလိုက်အောင်အဲ့တော့သူကဒါဝိတ်ကလူကိုလွတ်ပြီးတော့မှခေါ်ခိုင်းပြီးတော့မှအဲ့ဒီအမျိုးသမီးရဲ့အတရေကိုရှုံချတယ်သူတပားရဲ့မိသားစုကိုပြိုကွဲအောင်ဖျက်ဆီးလိုက်တာဖြစ်တယ်ဒါနဲ့အမျိုးသမီးလေးကအိမ်ကိုပြန်တဲ့အခါမှာခဏကြာတော့သူသတိထားမိတဲ့အရာကဒါဝိတ်နဲ့ရတဲ့ကိုဝင်ရှိလာပြီပြိတ္တရေရှိလာပြီဒါနဲ့ဒါဝိတ် နဲ့ရလာတဲ့တရေရှိချောင်းကိုတွားပြီးတော့ဒါဝိဒ်ကိုလွလွတ်ပြီးတော့ပြောခိုင်းတဲ့အခါမှာဒါဝိဒ်ဘလောက်ရက်ဆက်လဲဆိုတာစကြည့်အောင်ဒါဝိဒ်တီရရွာပစီတို့လူကိုဆင်လွတ်၍ဟိတ်တိလူဥရိယကိုငါထံသို့ဆင်လွတ်ရမည်ဟုမှားလိုက်သည့်အတိုင်းအဲ့တော့အခုသူကလက်တယ်ဖြောက်ချင်တာသူများမယားကိုသူစော်ကားပြီးထားတော့မှ ကိုဝင်ရလာတဲ့အခါမှာသူမရတဲ့ပုံစံနဲ့သူယောက်ျားနဲ့နော်ဘာသူရှိပါကရထားတဲ့ပုံစံနဲ့သူကလက်တယ်ဖြောက်ချင်တာအဲ့တော့ဘာလုပ်လဲဆိုတော့ ဟိုမှာရှိတယ်စစ်ထဲမှာရှိတယ်သူတော့ခေါ်ခိုင်းတာဟိုလူကလည်းရောက်လာတော့တခင်ကခေါ်တယ်ဆိုတော့ခြေနဲ့ဝမ်းမြောက်အားရစွာနဲ့တဲ့အိမ်တို့သွား၍ခြေဆေးလောတဲ့ညံကောင်းနဲ့အဲ့ဟိုသွား၍ခြေဆေးရင်ဘယ်သူနဲ့တွေ့မှလဲမိမနဲ့တွေ့မှစစ်ထဲမှာကြာနေပြီးမိမကိုလွှမ်းနေတာအိမ်နောင်တယ်အဲ့တော့ဘာပဲပြောပြောမိမကိုတွေ့ပြီဆိုရင်ကျင်းသေးတယ်ဒါဝက်ကစဉ်းစားထားတာ तू မိမနဲ့ तू အတူတူနေရင်တော့ဒါငါလက်သေးမဟုတ်ငါ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 မဟုတ်အဲ့ तू 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 ကြောင့် ဒီလိုပုံစံလောက်ချင်တာဒါနဲ့ဖြစ်ချင်တော့ဥရိယကလည်းအယံကိုသူကတစ္ဆာရှိတာအဲ့တော့တို့ရရင်ဥရိယတိမိမိအိမ်တို့မသွားပဲမိမိအရှင်ဤကျွအပေါင်းတို့နဲ့အတူနန်းတော်တကွား၌အိတ်လေဤတဲ့မိမနဲ့ပြန်အိတ်စေချင်တာသူကဘလို့တော့လုတ်ပဲသူသွားတဲ့အချိန်မှာလည်းအနောက်ကနေစားကောင်းတောက်ဖွဲတဲ့အကုန်လုံးထည့်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့နော်တခါတော့ romantic ဖြစ်သွားစေချင်အောင်ပန့်ပိုးပေးတာပန့်ပိုးပေးတာဒါဝိညာဉ်ရန်ကောင်းတယ် စစ်မှုရေးရမှာနေပြဟာကိုသူဖန်တီးနိုင်တယ်လို့เนาะသူမျိုးကိုလောက်ကြံဖို့ရန်အတွက်လေအကွက်ကြကြဖန်တီးနိုင်တယ်ဒီတယောက်ကဘုရားလူเนาะအဲ့ဒီအချိန်မှာဟိုတယောက်ကဥရိယအရန်လိမ်ပါတယ်ဥရိယတည်မိမိအိမ်သူမသွားချောင်းကိုနားတော်ရှောက်ရင်ဒါဝိတ်ကတင်သည်ခยีသွားရမှာရောက်လာသည်မဟုတ်လို့တစ်အိမ်သူအဘဲချောင်းမသွားဘဲနေသည်နီးဟုဥရိယကိုမေးတော်စေတနာအရန်များတာဥရိယကတက်တာရောနေဣသရေလအမျိုးယူဒအမျိုးသားတို့သည်တဲနိုင်နေကြပါ၏ ဟောဘလောက်တောင်ဘုရားသခင်ပေါ်မှာတစ္ဆာရှိလေဟိတ်တိလူပါယူဒလူမျိုးမဟုတ်ဘူးတခင်ယွာဘနဲ့တခင်ဤကျုံများတို့သည်လွင်ပြင်၌တဲရကြပါ၏ကျွန်တော်သည်အိမ်သို့သွား၍စားတောက်လျက်မရားနှင့်ပျော်မွေ့လျက်နေသင့်ပါသလားဥရိယစီကပြန်တင်တဲ့နာမှန်လားအမှန်တော့ဒါဝိတ်ကသူတိုက်မဲ့စစ်ပွဲကိုသူမတိုက်ဘဲနဲ့ဥရိယကတိုက်ပေးနေတာအခုဥရိယကဘာပြန်ပြောလဲဆိုကျွန်တော်မိန်းမနဲ့ကျွန်တော်ဘာလို့ပျော်ရမှာလဲတဲ့ ကျွန်တော်ရဲ့ညီအကိုတွေအားလုံးကတည်တည်ကြည်ကြည်အရှိမတိုက်ပွဲဝင်နေတာဒါကြောင့်ကျွန်တော်မိန်းမစီကိုကျွန်တော်မသွားဘူးတဲ့နန်းတော်ရဲ့တကားကွာလေးမှပဲကျွန်တော်နေပြရစီတဲ့ဝေါနှလုံးသားအယမ်းလှတယ်မင်းနဲ့မင်းဆရာရွာဘကိုပေးပေးပါတဲ့ဒါနဲ့အဲ့ဒီစာကိုယူသွားပြီးတော့မှ ရွာဘလက်ထဲကို ဥရိယကအက်လိုက်တဲ့အချိန်မှာရွာဘကစာကို ဖတ်တော့ဒါဝိတ်ကပါရေးထားတယ်ဆိုတော့အခုဥရိယကိုတဲ့ ေဖို့ရန်အတွက်ရှေ့တန်းကိုလွှတ်လိုက်ပါတယ်။စမ်းစားကြည့်နော်။ဒါဆိုဥရိယကသူ့ဘောတတ်မိတ်ချထားတဲ့သူတယောက်သူတေရမယ်ဆိုတဲ့စာကိုသူကိုယ်တိုင်တဲပြီးတော့မှနောက်ထပ်သူ့ဆရာစီကိုသွားအပ်ရတာ။ဘလောက်ထိဒါဝိရုံမှာတယ်လဲဒီစကားကိုသုံးရမှာ။ဘလောက်ထိဒါဝိဆိုးသွမ်းတယ်လဲသူ့ရဲ့နှလုံးသားဖျားရှိမှာဘလောက်ထိဆက်ဆုပ်ယုံရှာဝယ်ကောင်းလဲ။အပြစ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုသူကျွန်းလုံးနဲ့နောင်တရရတယ်ဆိုတဲ့စကားတွေ့သေးလား။မတွေ့ရအောင်ဖခင်ရဲ့ရှေ ဝမ်းနည်းစွာနဲ့တိုးဝင်ချက်ကချင်းရှိလားမရှိဘူးကျမပြောပြမယ်ဒူးဆိုင်ကိုလုတ်ပြီးတော့မှနောင်တမရရင်တိုး၍လုတ်ရှာပဲရှိတယ်ဒါကြောင့်ဒူးဆိုင်ကိုကျမတို့လုတ်မိပြီဆိုချက်ချင်းဝန်ချတောင်းပန်ခြင်းလုတ်ပါဘာကြောင့်လဲဒီချာနှထောင်းပါဝန်ချတောင်းပန်ခြင်းမလာဘူးနောင်တရခြင်းမလာဘူးဆိုဖရာသခင်ဆုံးမခြင်းဆိုတာရောက်လာတယ်ဘာဖြစ်လဲဖရာသခင်ကကျမတို့ကိုလမ်းမှန်စေဖို့ဆုံးမရတာဖြစ်တယ်ဖရာသခင်ဆုံးမတဲ့အခါမှာမတရားဘူးလို့ ဖျားသခင်မမြတဘူးလို့ကျမတို့ပြောစရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဒီအဖြစ်ဖြစ်မှာဒါဝိဆုံးမခြင်းခံသင့်နေပြီမဟုတ်ဘူးလား။လူကောင်းတယောက်တမိသားစုလုံးဒါဝိဖြစ်စည်းပြလိုက်တာ။ကဲအဲ့တော့ဘာဖြစ်လဲဆိုဥရိယတည်တဲ့အရာကိုမရားဖြစ်တဲ့ဘာသရှိဘကြားတဲ့ကောင်မှငိုတာပေါ့။ငိုလဲငိုပြီးရောငိုပြီးပြီဆိုတဲ့တဲ့င်းကြားနဲ့တော်ကောက်လိုက်ရော။ဘယ်အချိန်တည်းကသူများမရအောင်သူလိုချင်နေလဲမသိဘူး။ဒါဝိနောင်တရလား။ ။ဥရိယတေသွားပြီနောင်တရလား။ဥရိယအတွက်သူငိုလား။အခုဘာသရှိဘကိုလည်းသူဘာလုလိုက်ပြီလဲ။တိမ်ပိုက်လိုက်ပြီ။အခုဘာသရှိဘခလေးမွေးပြီ။ဒါဆိုခလေးမွေးတဲ့အချိန်ရောက်လာဖို့ရန်အတွက်ကိုဝင်စရှိကြတယ်ဘယ်နှလကြာလဲ။ကိုလကြာတယ်။ကိုလာပြေတာနဲ့ဆယ်လာတည်းမှာဆပြီးတော့မွေးတာပဲမဟုတ်လားအဲ့တော့ဒါဝိအပြစ်တစ်ခုလုပ်ရင်နောင်တရဖို့ကိုလာကြတယ် ဒီထဲမှာအဲ့လောက်အထိအပြစ်ဒူးဆိုင်နဲ့ရက်ပေါင်းများစွာကြာကြာနေနေတဲ့သူတွေဘယ်နှယောက်ပါနေလဲဒီနေ့ဖရာသခင်စကားပြောနေတယ်ကျမတို့တယောက်ချင်းစားအဲ့ဒူးဆိုင်ထဲမှာကြာကြာနေပြီးတော့နောင်တလမ်းထဲကိုမရောက်လာဘူးဆိုရင်ဖရာသခင်ကတင့်ကိုပြုတ်ပြင်ဖို့ရန်အတွက်အဆက်ခွဲခြင်းဆိုတဲ့အရာတွေကိုအံ့နိုင်ရတယ်ဖရာသခင်ကကျမတို့ကိုမဆုံးမသေးလို့ ။အိုဘုရားသခင်သဘောကောင်းတာပဲ။ကိစ္စမရှိပါဘူး။ဘုရားသခင်သိခင်တာပဲ။ဘုရားသခင်စိတ်ရှိတာပဲ။ဘုရားသခင်ခွင့်လွတ်မှာပဲလို့တွေးပြီးဒူးဆိုင်ဆက်လုံနေတယ်ဆိုရင်တဲ့ဘုရားကဘာပြောလဲဆိုတော့မင်းဟာငါ့ကိုမထီမဲ့မင်းပြုတ်နေတာဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့အတ္တတွေမှာနှုတ်ကပတ်တော်နဲ့လွဲနေတဲ့လမ်းထဲကနေကျမတို့ပြန်ထွက်ရအောင်။ဘုရားသခင်က ကျမတို့ကိုဂျေစုတော်ကိုခံစေတယ်ဆိုတဲ့အရာကနောင်တလမ်းထဲမှာအသက်ရှင်တတ်စီဖို့နဲ့ဂျေစုကိုခံစေတာဖြစ်တယ်။ ဆိုလိုတဲ့အရာကယေရှုခရစ်တော်ရဲ့အသေးခံအသွေးသွန်းလောင်းခြင်းနဲ့အပြစ်ခွင့်လွတ်ခြင်းဆိုတဲ့အရာကအပြစ်လွတ်ဖို့ license ပေးထားတာမဟုတ်ဘူးညီကောင်မောင်တို့အာမင်ကောင်းမွန်ခြင်းလမ်းထဲမှာတမန်တော်ရလမ်းထဲမှာအသက်ရှင်တတ်ဖို့နဲ့ဘုရားခင်ကကျမတို့ကိုပေးထားတာဖြစ်ပါတယ်